စီကံမရှိမောင်းတတ်တဲ့ကာသမတချို့ကြောင့်ရုတ်ရက်ဆုံးပါသွားခဲ့တဲ့ MRTP ပုံရုပ်သံလိုင်းက producer မှွင့်ဝင်အလုံးမေးမင်္ဂလာပါ main new channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒီကနေ့မှာတော့ MRTB ဖို့ကအစီအစဉ်တင်ဆက်သူအားလုံးဝမ်းနေနေကြတာကတော့ MRTB ဖို့ရုပ်သံပိုင်းကခင်ပြိုမတီအစီအစဉ်တင်ဆက်ထုတ်လုပ်သူ producer အမျိုးသမီးငယ်မှွေမှွေကားတိုက်ခင်ရလို့ကွယ်လွန်ဆုံးပါသွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ် Forever Group ရဲ့ MRTB ဖို့ရုပ်သံပိုင်းကခင်ပြိုမတီအစီအစဉ်ထုတ်လုပ်သူ ရိုဂျူစာနမ်းမေမုံမောင်ခမွန်မွေကတော့အော်တိုဘာ၂ရက်ညကကားလက်ဖြက်ကူချိန်မူယူတောက်စားထားတဲ့သူမောင်နဲ့ကဝင်းတိုင်းမိပြီးတီဆုံခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမနေ့ကည7:00နာရီကျော်အချိန်မှာရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်ကဘာအီဖျားလန်၁၀၆မှတ်တိုင်နဲ့ချော်ဒရင်ကုန်းမှတ်တိုင်ကြားမှာအမျိုးသမီးတဦးရင်တိုက်ခံရပြီးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးဈေးရုံပေါ်ရာလမ်းမှာပဲတီဆုံသွားခဲ့ရပါတယ်။ ဒါကြောင့်အလုံးကစိတ်မကောင်းဖြစ်နေကြရပြီးတရုတ်ဆောင်နဲ့အစီအစဉ်တင်ဆက်သူသစင်းရွယ်ဝင်းကသူမနဲ့အတူခင်ပြိုမတီအစီအစဉ်မှာအတူလက်တွဲခဲ့ကြတဲ့တငယ်ချင်းဖြစ်သူ producer မလေးနမ်းမေမုံမောင်ရုပ်တရက်ကားမတော်တစားဖြစ်ပြီးဆုံးပါသွားတာကြောင့်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ပြောလာခဲ့တာပါနမ်းမေမုံမောင်ဟာသစင်ရွယ်ဝင်းရဲ့ခင်မရတဲ့တငယ်ချင်းတူလဲဖြစ်ပြီးခင်ပြိုမတီအစီအစဉ်မှာနမ်းမေမုံမောင်က producer အနေနဲ့တာဝန်ယူထားပြီးသစင်ရွယ်ဝင်းကအစီအစဉ်တင်ဆက်သူအဖြစ်ပူးပေါင်းလက်တွဲခဲ့ကြတာလို့သိရပါတယ် အစီအစဉ်တင်ဆက်သူတို့ဖြစ်တဲ့ကောင်းထက်စောကလည်းသူနဲ့ဆယ်စုနှစ်တခုနီးပါးလက်တွဲခဲ့တဲ့မြမလေးအော်တိုဘာလ၂ရက်နေ့ညမှာအခုလိုဖြစ်သွားရကြလို့ချက်ချင်းလိုက်သွားခဲ့ပြီးမြအသက်မမီခဲ့ဘူးလို့စိတ်မကောင်းစွာပြောထားတာတွေ့ရပါတယ်။အခြားအစီအစဉ်တင်ဆက်သူနဲ့အခမ်းအနားမှုကြော်သူလင်းကလည်းသူလည်းကြကြချင်းလိုက်သွားခဲ့ပြီးမြတူလမ်းမှာရှိနေစမှာပဲစုံသွားပြီလို့သိလိုက်ရလို့တကယ်ကိုစိတ်မကောင်းဖြစ်ရတဲ့အကြောင်းပြောခဲ့ကြတာပဲဖြစ်ပါတယ်။တကယ်ချင်းရဲ့တရင်ကြကြချင်းငါဘလို့မှမယုံနိုင်ဘူးဟာ ။တစဉ်ကိုပြီးဖုန်းဆက်တော့ငါရှင်တွေတုံပြီးမဟုတ်ပါခြင်းနဲ့ဆွတ်တောင်းပြီးမဲ့မပြေခဲ့တော့ဘူး။ညာဤတကောင်စီးရုံကိုအပြေးမလာလိုက်လာခဲ့ကြတာစီးရုံတော်မရောက်လိုက်ဘူးအသက်တောင်မမီတော့ဘူး။ပြီးခဲ့တဲ့တပတ်ကပဲတိုင်းစီးတီးမှာရုတ်တရက်တွေ့လို့ဝမ်းရီတာပြီးစကားရီပြောခဲ့ကြသည်ဟာလေစိတ်ထားအယံဖြူစင်တဲ့ငါတငယ်ချင်းလေးကောင်းရပုံပွားရောက်ရှိပါစေဟာလို့ပြောထားတာတွေ့ရပါတယ် MRTB ဖို့ကအစီအစဉ်တင်ဆက်သူအားလုံးဝမ်းနေလိကြဖြစ်ပြီးမမွန်မွေကတိုက်ခံရတဲ့ဖြစ်စဉ်အပေါ် MRTP ဖုန်းရဲ့လက်မဲ့ကျော်အစီအစဉ်တင်ဆက်သူသစင်ရွှင်ကမန္တန်မီမောအကောင့်ကိုတက်တွဲပြီး one is ကဆိုထားသလိုစီးမရှိကံမရှိအထင်ကုန်မရှိဘယံပရာမူယူတပ်စာပြောပါရန်ကကြရဲ့ညလူတွေတံမိုးရှိရဲ့ဘဝကိုစီနဲ့နှိစတူဘဝရုံးကန်နေကြတဲ့ လမ်းသွားလမ်းလာရဲ့အသက်ကိုကားပေါ်တက်မောင်းပြီးလိုက်ဒုက္ခမပေးကြပါနဲ့လားအသက်တချောင်ဆုံးရှုံးရင်ထွက်သွားရည်သူနဲ့ကြည်ရင်ခဲတဲ့သူတွေဘလောက်ထိရင်ခွဲနာကြရလဲဆိုတာမိသားစုမောင်နှမချင်းကိုချင်းစာပေးပါလို့လည်းထပ်မံရေးသားထားပါတယ်။ဘာပဲဖြစ်ဖြစ်အခုလိုစီကမ်းမဲ့မောင်းသူတွေကြောင့်တံမိုးရှိရဲ့လူအသက်တွေများစွာဆုံးရှုံးလာရတာများလာတာတကယ်ကိုစိတ်မကောင်းစရာပါပဲ။မမုံမွေးနဲ့ကောင်းရမွန်ရရောက်ပါစေ။အဆုံးထိကြည့်ပြီးလို့အောင်းလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ လူကြီးတွေတတိတချက်လွတ်သွားရာကနေအသက်ပါပြီးလိုက်ရတဲ့၁၇နှစ်အရွယ်ကလေးလေးအလုံးမင်းမင်္ဂလာပါမင်းနျူးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါဒီကနေ့တင်ဆက်ပေးမှာကတော့မိဘတွေကလက်လုံးမပါဇက်လောက်ရတဲ့ဘဝမို့အဖားနဲ့ကလေးကိုထားခဲ့ချိန်မှာပဲကလေးလေးကအမှတ်မထင်ပဲလောကကြီးကနေထွက်ခွာသွားခဲ့ရတဲ့အကြောင်းလေးပဲဖြစ်ပါကလေးကတော့ဒီကနေ့မှအဖေနဲ့အမေကအလုပ်ကိုကြည့်သွားကြတာကြောင့်အိမ်မှာအဖွားနဲ့သာနေခဲ့ရတာပဲဖြစ်ပါ යි အဖွားနဲ့နေခဲ့ချိန်မှာလဲခလေးကပျော်ပျော်ရွှင်ရွှင်နဲ့စော်ကစားနေပြီးခဏကြာမှတော့အိပ်ပျော်သွားတာကြောင့်အဖွားကလည်းသူ့မြင်းလေးကိုပကတ်ထဲထည့်သိမ့်ထားခဲ့ရပါခလေးသိမ့်ပြီးအဖွားကလည်းချော်စရာရှိရာချော်တမီဟင်းချက်စရာချက်နဲ့အလုံးရှုံနေခဲ့တာပဲဖြစ်ပါ යි ကံမကောင်းကျင်တော့ကလေးအိတ်တဲ့ပကတ်အောက်တက်တဲ့မှာကျန်းပေါက်ကြီးရှိနေရပါဒီလိုနဲ့အဖေနဲ့အမေအလုပ်သွားတော့အဖားလုပ်တဲ့သူနဲ့ကလေးကိုထားခဲ့တဲ့အချိန်စက်တလသားကလေးငယ်ကအိယာကနေနိုးလာခဲ့ပြီးပကတ်ထဲကနေပြီးနှစ်ပေလောက်ဟနေတဲ့ကျန်းပေါက်ကိုပြုတ်ကျခဲ့ပါကံမကောင်းတဲ့တားငယ်လေးကအိမ်အောက်ကမြေပြင်မဟုတ်ပဲရေရီရှိနေရာကြောင့်ရေနစ်သိဆုံးခဲ့ပါအိမ်အောက်ရေထဲနေဆုံးခဲ့တော့ကလေးငယ်အားနှိုင်သာယာပြည်သူစီယုံရှင်ခွဲမြုံတို့ပို့စာကူညီခဲ့ကြတာပါ မိဘနှစ်ဦးကလည်းလက်လုတ်လက်စားရတဲ့ဘဝမျိုးအလုတ်ကိုစီသွားနေကြရပြီးခလေးကိုခေါ်သွားလို့အဆင်မပြေတာကြောင့်အဖွားနဲ့ခလေးကိုအိမ်မှာထားခဲ့ရတာပါအဲ့ဒါမိဘတွေမရှိတော့အဖွားနဲ့နေရင်ခလေးကအိပ်ပျော်လို့စိတ်ချလက်ချထားချိန်မှာပဲခလေးကနိုးလာပြီးပကတ်ထဲမှာအငိမ်မနေရကြောင့်ပကတ်အောက်ကကျန်းပေါက်ထဲပြုတ်ကြကလူသူမရှိရကြောင်းခလေးပြုတ်ကြတာကိုမသိခဲ့ရပဲအိမ်အောက်မှာရေရွေရှိရာကြောင့်ခလေးကရေထဲကျပြီးရေမုန်းကတည်ဆုံးခဲ့ရပါတယ်။မိုးတွင်းမှာအိမ်တွေကဒူးလောင်နေတဲ့ရေပုံမှာ ရှောက်လန်းကဝါးနှလုံးတန်းလေးတချို့နေရာဆိုတလုံးတန်းလေးအိမ်တွေကျန်းကဝလုံးကျဲကျဲလေးတွေနဲ့နေရတာများပါ යි လက်လုံးလက်စားဘဝမို့စားဖို့အနိုင်နိုင်အိမ်ကျန်းလေးပြန်မခင်းနိုင်တဲ့အခြေအနေကြောင့်အခုတော့မတိနာမလေတဲ့ကလေးလေးကအသက်ဆုံးပါခဲ့ရပြီးမိဘတွေလည်းအယံကိုဝမ်းနဲ့နေကြသလိုအဖကလည်းသူ့ကိုယ်သူအပြစ်တင်မဆုံးဖြစ်နေရတာပါကလေးလေးလည်းကောင်းရမွန်ရာရောက်ပါစေကလေးရှိရင်မိဘတိုင်းလည်းသတိထားကြဖို့တင်ပြလိုက်ရပါ යි အဆုံးထိကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် စီကံမရှိမောင်းတက်တဲ့ကာသမတချို့ကြောင့်ရုပ်ရည်ဆုံးပါသွားခဲ့တဲ့ MRTP ပုံရုပ်သံလိုင်းက producer မှွင့်ဝေအလုံးမေးမင်္ဂလာပါ Main News Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ MRTP ဖို့ကအစီအစဉ်တင်ဆက်သူအလုံးဝမ်းနေနေကြတာကတော့ MRTP ဖို့ရုပ်သံလိုင်းကခင်ပြိုမတီအစီအစဉ်တင်ဆက်ထုတ်လုပ်သူ producer အမျိုးသမီးငယ်မှွင့်ဝေကာတိုက်ခင်ရလို့ကွယ်လွန်ဆုံးပါသွားခဲ့တဲ့တင်ပြမယ်ဖြစ်ပါတယ် Forever Group ရဲ့ MRTP ဖို့ရုပ်သံလိုင်းကခင်ပြိုမတီအစီအစဉ်ထုတ်လုပ်သူ ပရိုဂျူဆာနမ်မီမမောင်ခမမွေကတော့အောက်တိုဘာ၂ရက်ညကကားလက်ဖြတ်ကူးချိန်မူယူတောက်စားထားတဲ့သူမောင်နေကဝင်းတိုင်းမိပြီးတီဆုံခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမနေ့ကည7:00နာရီကျော်အချိန်မှာရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်ကဘာအီဖျားလန်တရား6အမှတ်တိုင်နဲ့ချော်ဒရင်ကုံမှတ်တိုင်ကြားမှာအမျိုးသမီးတဦးရင်တိုက်ခံရပြီးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးဈေးရုံပေါ်ရာလမ်းမှာပဲတီဆုံသွားခဲ့ရပါတယ်။ ဒါကြောင့်အားလုံးကစိတ်မကောင်းဖြစ်နေကြရပြီးတရုတ်ဆောင်နဲ့အစီအစဉ်တင်ဆက်သူသစင်ရွယ်ဝင်းကသူမနဲ့အတူခင်ပြိုမတီအစီအစဉ်မှာအတူလက်တွဲခဲ့ကြတဲ့တငယ်ချင်းဖြစ်သူ producer မလေးနမ်းမေမုံမောင်ရုတ်တရက်ကားမတော်တစားဖြစ်ပြီးစုံပါသွားတာကြောင့်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ပြောလာခဲ့တာပါနမ်းမေမုံမောင်ဟာသစင်ရွယ်ဝင်းရဲ့ခင်မရတဲ့တငယ်ချင်းတူလည်းဖြစ်ပြီးခင်ပြိုမတီအစီအစဉ်မှာနမ်းမေမုံမောင်က producer အနေနဲ့တာဝန်ယူထားပြီးသစင်ရွယ်ဝင်းကအစီအစဉ်တင်ဆက်သူအဖြစ်ပူးပေါင်းလက်တွဲခဲ့ကြတာလို့သိရပါတယ် အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ကောင်းထက်စောကလည်းသူနဲ့ဆယ်စုနှစ်တခုနီးပါးလက်တွဲခဲ့တဲ့မြမလေးအော်တိုဘာလ၂ရက်နေ့ညမှာအခုလိုဖြစ်သွားတဲ့ကြောင့်ချက်ချင်းလိုက်သွားခဲ့ပြီးမိအသက်မမီခဲ့ဘူးလို့စိတ်မကောင်းစွာပြောထားတာတွေ့ရပါတယ်။အခြားအစီအစဉ်တင်ဆက်သူနဲ့အခမ်းအနားမှုကြော်သူလင်းကလည်းသူလည်းကြကြချင်းလိုက်သွားခဲ့ပြီးမိသူလမ်းမှာရှိနေစမှာပဲစုံသွားပြီလို့တိလိုက်ရလို့တကယ်ကိုစိတ်မကောင်းဖြစ်ရတဲ့အကြောင်းပြောခဲ့ကြတာပဲဖြစ်ပါတယ်။တငယ်ချင်းရဲ့တရင်ကြကြချင်းငါဘလို့မှမယုံနိုင်ဘူးဟာ တစဉ်ငိုပြီးဖုန်းဆက်တော့ငါရှင်တွေတုံပြီးမဟုတ်ပါစေနဲ့ဆွတောင်းပေမဲ့မပြေခဲ့တော့ဘူး။ညာဤတကောင်စီးယုံကိုအပြေးမလာလိုက်လာခဲ့ကြတာစီးယုံတော်မရောက်လိုက်ဘူးအသက်တောင်မမီတော့ဘူးပြီးခဲ့တဲ့ဘက်ကပဲတိုင်းစီတီမှာရုတ်တရက်တွေ့လို့ဝမ်းရီတာပြီးစကားရီပြောခဲ့ကြသည်ဟာလေစိတ်ထားအယံဖြူစင်တဲ့ငါတငယ်ချင်းလေးကောင်းရပုံပွားရောက်ရှိပါစေဟာလို့ပြောထားတာတွေ့ရပါပြီ MRTB ဖို့ကအစီအစဉ်တင်ဆက်သူအားလုံးဝမ်းနေကြဖြစ်ပြီးမမွန်မွေကားတိုက်ခံရတဲ့ဖြစ်စဉ်အပေါ် MRTP ဖုန်းရဲ့နာမည်ကျော်အစီအစဉ်တင်ဆက်သူသစင်တွင်ကမန္တန်မီမောအကောင့်ကိုတက်တွဲပြီး one day စကားဆိုထားသလိုစီးမရှိကံမရှိအထင်းကုန်မရှိဘယံပရာမူယူတောက်စာပျော်ပါရန်ကားကြရဲ့ညလူတွေတံမိုးရှိရဲ့ဘဝကိုကြည့်နေနေဆက်တူဘဝရုန်းကန်နေကြတဲ့လမ်းသွားလမ်းလာရဲ့အသက်ကိုကောင်းပေါ်တက်မှပြီးလိုက်ဒုက္ခမပေးကြပါနဲ့လား အသက်တချောင်ဆုံးရှုံးရင်ထွက်သွားရည်သူနဲ့တည်ရခဲ့တဲ့သူတွေဘလောက်ထိရင်ခွဲနာကြရလဲဆိုတာမိသားစုမနမချင်းကိုချင်းစာပေးပါလို့လည်းထပ်မံရေးသားထားပါတယ်။ဘာပဲဖြစ်ဖြစ်အခုလိုစီကမ်းမဲ့မောင်းသူတွေကြောင့်တံမိုးရှိတဲ့လူအသက်တွေများစွာဆုံးရှုံးလာရတာများလာတာတကယ်ကိုစိတ်မကောင်းစရာပါပဲ။မမုံမွေးလည်းကောင်းရမွန်ရရောက်ပါစေ။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။